အခုတော့ဘောနောတစ်တော့မှာတက်နေတာရဲ့နောက်ကျွန်မဂျပန်နိုင်ငံကဒီဘောနောတစ်တော့ရဲ့ဟိုပေါ့ဂျပန်နိုင်ငံတစ်တော့ကနေသတင်းလေးတွေထွင်လိုက်တာလေးတွေလိုပါလေးတွေလို့လေကျွန်မဟိုတက်လာတဲ့အခါကြည့်ဖြစ်တယ်ဘောနောအခုတော့ဂျပန်နိုင်ငံမှာဓာတ်ထုံးမှုတွေမကြာခဏဖြစ်ပွားနေပါတယ်ဂျပန်လူမျိုးအချင်းချင်းလည်းဖြစ်တယ်ဘောနောဟိုနောက်နာဆိုရင်ဒီចောင်း တူဘောဘောကလေးထင်းကြောင်းอ่ะဆရာမလေးတယောက်ကိုတဲ့ဟိုတမီးကြီးစားလားဘာလားလို့မသိဘူးပေါ့နော်ဟိုကိုကလည်းအဲ့လိုမျိုး TV မှာကြည့်လိုက်ရတာနည်းနည်းပဲဆိုတော့စာဆုံးမကြည့်လိုက်တော့အဲ့လိုမျိုးဟိုကလေးထင်းကြောင်းဆရာမကိုအဲ့လိုမျိုး တက်ပြီးတော့ဗောနောအလောင်းဖြောက်ပြီးတော့ပင်လယ်ကမ်းခြေမှာတွားပြီးအလောင်းဖြောက်ထားတာအဲ့မှာအိုက်ဆီယာမရဲ့ဖုန်းခေါ်ပြီးတော့ပင်လယ်ကမ်းခြေမှာတွေ့ခဲ့တယ်ဗောနောအဲ့တော့အခုနောက်ပိုင်းဂျပန်နိုင်ငံမှာဓာထိုးမှုတွေမကြာခဏဖြစ်ပွားနေတယ်လူတက်မှုတွေဖြစ်ပွားနေတယ်နောက်တစ်ခါဒီလိုမျိုး ဟိုဂူလိုမျိုးဒီချိန်ဆိုရင်ဂျပန်နိုင်ငံကနွေရာသီကိုရောက်လာတယ်လေနွေရာသီရောက်လာတဲ့အခါကျတော့ကောက်စကီးတွေပေါ့နော်ဒီကောက်စကီးတွေများလာပြီပေါ့နော်အဲ့လိုကောက်ကောက်စကီးတွေများလာတဲ့အတွက်ယထားတွေပေါ့ဘတ်စကားတွေပေါ့မှာကောက်စကီးတွေရှိလာတယ်ပေါ့နော်အဲ့တော့လမ်းသွားတဲ့အခါတတိထားပါဘတ်စကားတွေစီးတဲ့အခါတတိထားပါယထားတွေပေါ့မှာတတိထားစီးပါမူမမှန်ဟုတ်ထင်လို့ရှင်အဲ့ဒီလူနာကိုမစည်းနဲ့ဟိုဘက်ကိုကြော်တက်ပါ နောက်တိုဂျိုဘက်မှာနေတဲ့လူပေါ့နော်ယထာအများကြီးရဲ့လူနယ်ဘက်ကကျတော့စပိန်နဲ့ပေါ့နော်အဲ့တော့နယ်ဘက်ကိုစပိန်နဲ့အလုပ်လုပ်ပြီးတော့စပိန်နဲ့ပြန်ကြတဲ့လူတွေလည်းညာနေကင်းတို့ညာပက်တို့ပြန်တဲ့သူတွေဆိုရင်လည်းတတိထားပါနော်အခုနောက်ပိုင်းဂျပန်နိုင်ငံမှာဓာတ်ထိုးမှုတွေမကြခဏဖြစ်ပွားနေပါတယ်ဖြစ်ပွားနေပါတယ်နောက်တစ်ခါ ဟိုတနည်းအားမတွက်လာတက်လာပေါ့နော်ညီမလေးတရားသူရဲ့ဗလာစီယာတွေတဲ့အခိုးကန်လာလို့တဲ့အထင်90လောက်ရှိပြီအဲ့ဒါကအခုမှမဟုတ်ပါဘူးကျမဂျပန်နိုင်ငံကိုရောက်တော့2019ရောက်ပြီး2018မှာ ဗီယက်နမ်မှာလေးတွေရဲ့ဒီပလာစီယာလေးတွေပျောက်တယ်ဆိုပြီးတော့အတန်ကြားတယ်ဗောနော်အကြောင်းပါအဲ့လိုပြောကြပြောကြတော့ဘယ်လိုပြောလဲဆိုတော့မြန်မာကျွန်ကျွန်မရဲ့ senior တွေကိုပြောပြတဲ့ senior တွေပြောတာလဲကြားတဲ့အခါကျတော့အဲ့လိုတချို့ဂျပန်နေနှာဘူးတွေဗောနော်ဂျပန်ကောင်နေနှာဘူးတွေအဖိုးကြီးတွေရောလူငယ်တွေရောဗောနှာဘူးတွေအဲ့လိုမိန်းကလေးရဲ့ပလာစီယာတွေကိုအိမ်ဒီမှာခိုးခိုးထားတာတွေရရှိတယ်ဟိုဟိုတနေ့ကကလေးမလေးရဲ့ ဗီဒီယိုပိုင်းမှာကြည်လာတဲ့အခါကျတော့ဟွာလောက်ရှိမယ်50 60ဝန်းကျင်လောက်ရှိရဲ့လူကြီးမက်ကြီးတက်ပြီးတော့အဲမင်းကောင်မလေးရဲ့ဘလာစီအောင်တေချာဖြန့်ကြည့်ပြီးတော့ခိုးတယ်ပေါ့နော်အဲ့တော့သူတို့ဒီဘာလောက်တာလဲမသိဘူးဒါပေမဲ့အဲ့အဲ့နေရဗီဒီယိုပိုင်းမှာကြည်ရတာတော်တော်ကိုတည်တာတဲထိတ်ရင်ဖို့ဖြစ်ဖို့ကောင်းတယ်ဘာလို့လဲအဲ့လူကြီးကအဲ့ကလေးမလေးရဲ့ဘလာစီအောင်ဖြုတ်တာလည်းမဟုတ်ဘူးအဲ့ကလေးမရဲ့အခန်းရဲ့ဒီကျမတို့ဒီလိုနောက်မှာမှန်လေးမှန်တကားတွေရှိတယ်ဟိုမှာ ဒီလိုမှန်တကားတွေရှိရပေါ့နော်အဲ့လိုမှန်တကားကိုလေ तू လှက်ကြည့်ရပေါ့နော် तू ဆွဲကြည့်ရဆွဲကြည့်ရလှက်လို့မရဘူးအထက်ကကောင်းပါလေလောရှာထားအဲ့တော့တခုပြောချင်တာကသတိပေးချင်တာကဂျပန်နိုင်ငံကိုခုမှရောက်လာတဲ့မြန်မာမိန်းကလေးတွေပဲဖြစ်ဖြစ်ယောက်ျားလေးတွေပဲဖြစ်ဖြစ်ရင်တော့ရောက်နေတဲ့ senior တွေပဲဖြစ်ဖြစ်နောက်လာမဲ့မြန်မာမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ဂျပန်နိုင်ငံကိုလာလို့ရှိရင် မြင်ကြီးတက်ကိုဘယ်တော့မှပတ်စံပေးပြီးတော့အခန်းငှားပြီးတော့မြင်ကြီးတက်ကိုမနေကြပါနဲ့လွယ်လင့်တကူမြင်ကြီးတက်ကကောင်းတယ်လို့ဆိုပေမဲ့ကျမကတော့အာမပေးဘူးကျမကိုယ်တိုင်မြင်ကြီးတက်ကိုမကြိုက်ဘူးအဲ့လိုမျိုးကြောက်တယ်ဘာလို့လဲဆိုတော့မြင်ကြီးတက်မှာဆိုရင်သူတို့ရဲ့မြင်ကြီးတက်ဒီလမ်းဘေးတွေမှာဖြစ်တဲ့အတွက် ဟိုမှာကာယံထားတဲ့ဟိုခြံစည်းရိုးတွေပါတယ်ရှိတဲ့မြင်ညီတက်ရှိတယ်လို့ကာယံမထားတဲ့မြင်ညီတက်ရှိတယ်အခုဆိုအဲ့ကလေးမလေးရဲ့မြင်ညီတက်ကကာယံမထားတဲ့မြင်ညီတက်ဆိုတော့အဲ့လိုမျိုးအဲ့တော့ကိုကညဘက်ဥပမာ ဆောင်းလွင်းရတော့ထားအေးတဲ့အတွက်အပေါက်တွေကိုကျမတို့လောချပြီးအိတ်တယ်။နွေရသည်ဆိုရင်သူများတွေတော့မသိဘူးပေါ့နော်။ကျမကနွေရသည်ဆိုရင်အဲရကွန်းမကြိုက်ဘူး။ပန်ကားတို့အဲရကွန်းတို့မကြိုက်ဘူး။ဘာလို့လဲဆိုတော့လူကိုဒုက္ခပေးတဲ့အတွက်ကျမဒီညာပဲအိတ်တဲ့အခါအပေါက်တွေကိုတဘာဝအလျောက်အပေါက်တွေပေါ့နော်။အပေါက်တွေလှက်ပြီးအိတ်လေးရှိတယ်။အဲ့လာကြောင့်ကျမဒီဂျပန်နိုင်ငံကိုစရောက်တဲ့အခါအခုဆိုရင်ရှင်းနှစ်ထဲရောက်လာပြီ။တခါမှအိမ်ကိုမြင်ကြီးတက်မှာငှားပြီးမနေဘူး။ကြောက်လို့ ဲ့လိုမျိုးကိုကအဲ့လိုမျိုးအပေါင်းလှက်ပြီးအိမ်နေကြသူဖြစ်တဲ့အတွက်ကြောက်လို့အကြောင်းကျမဒီအမြဲတမ်းဒုတိယထက်တတိယထက်ပေါ့နော်အဲ့လိုဒုတိယထက်နဲ့ပထမထက်ပေါ့ပထမထက်ဒုတိယထက်ပေါ့နော်တတိယထက်အဲ့လို၃ခုမှပဲရွေးပြီးငှားနေပါအဲ့ဒါဆိုရင်ဥမာကိုနူရာဒီနေတဲ့အခါဘလောက်ပဲပူပူဘလောက်ပဲအေးအပေါင်းလှက်ပြီးညဘက်ပဲအေးအေးနေဘက်ပဲနေနေစိတ်ချမ်းသာတယ်ကိုရဲ့ပစ္စည်းတွေကိုလည်းခိုးမဲ့လို့မရှိဘူးအမြင့်မှာရောက်နေတယ်မြင်ကြီးတက်မှာဆိုရင်ကိုကအဲ့လိုမျိုးအပေါင်း အပေါက်လှပ်ပြီးအိတ်ချင်တဲ့အိတ်လိုမရဘူးလိုမျိုးတွေရောက်လာတဲ့ကနေကင်းဘက်ကတော့ထလူမြင်တဲ့အတွက်မလို့ညဘက်မှာကိုက လောက်ကပြန်လာလို့ပင်မန်းလို့ညဘက်မှာပူလို့အရာကွင်းလည်းမကြိုက်ဘူးအပေါက်လှက်ပြီးအိမ်မိတယ်ဆိုရင်အခုလိုမျိုးအဲ့အဲ့လူကြီးပေါ့နော်အဲ့လိုမျိုးလာခိုးတာစီစီကြီးမှာတွင်တာအပေါက်တွေပါလှက်တာဆိုတော့အဲ့လိုမျိုးလူကြီးနဲ့တွေ့ရင်ဥမာမင်းကလေးဆိုရင်စော်ကားခံလာရတာမျိုးတွေဖြစ်မယ်စော်ကားလို့မရရင်တော့နောက်လူရက်ကိုချီမှာချီပဲပစ္စည်းတွေပါလူရက်ပြီးတော့ဓာတ်ထိုးမှုတွေဖြစ်မယ်တခုခုပေါ့နော်ကိုအသက်အန်တေရဖြစ်နိုင်တယ်အဲ့ဒါကြောင့်များတော့အပြင်ဂျပန်နိုင်ငံကိုရောက်လာတဲ့ မောင်နှမညီကိုမောင်နှမတွေရောနောက်လာမဲ့လူတွေရောဘယ်တော့မှဂျပန်နိုင်ငံမှာမြင်းညီတောက်မှာငှားမနေကြပါနဲ့လို့နော်မြင်းညီတက်မှာငှားမနေပါနဲ့တတိထားပါတတိထားပါလို့တတိထားပါနော်မြင်းညီတက်မှာငှားမနေပါနဲ့ တတိထားပါဂျပန်နိုင်ငံမှာကအရင်တော့ကတော့လုံခြုံစိတ်ချရတဲ့ဖြစ်ခြင်းဖြစ်မှာပေါ့နော်အရင်တော့ကဂျပန်နိုင်ငံလုံခြုံနေစိတ်ချတယ်ဆိုပြီးလူလူပြောများကြတယ်စိတ်ဖြစ်တယ်ဆိုပြီးကိုလည်းအဲ့လိုမျိုးပဲယုံကြည်ထားတာပေါ့အခုနောက်ပိုင်းဂျပန်နိုင်ငံမှာမလုံခြုံတော့ပါဘူးစိတ်မဖြစ်တော့ပါဘူးလူရဲမှုတွေချိလာတယ်အခုလိုမျိုးဓာထုံးမှုတွေတတ်မှုတွေဖြစ်လာတယ်ဘာမှမဟုတ်တဲ့ဟိုအဲ့လိုမျိုးဟိုဂျပန်ကလေးလေးတွေကြောင်းချင်းတဲ့အချိန်သူတို့ အဲ့လိုအစားအစာတွေဝယ်စားကြတဲ့အခါမှာဂျပန်နိုင်ငံမှာကစီကန်းတစ်ခုတော့ရှိရဲ့ဘာအစားအစာဖြစ်ပြီးစီတန်းပြီးရောနေရတယ်ဆိုစီတန်းပြီးစောင့်ကြတယ်ပေါ့နော်အချိန်ကိုကုန်ခံပြီးတော့အဲ့လိုမျိုးနေရာတွေမှာဓာတ်ထုံးမှုတွေဖြစ်တာတွေပါရှိလာတယ်အဲ့ဒါကြောင့်ဂျပန်နိုင်ငံကိုလာကြမယ်ညီကောင်မောင်နှမတွေရောရောက်နေတဲ့သူတွေရောဘယ်တော့မှမြင်ညီတက်မှာငှားမနေပါနဲ့အိမ်ကိုပတ်စံပေးရပြီးရောကိုယ်ပတ်စံနဲ့ကိုကိုပေးရပြီးစိတ်ဆင်းရဲရတယ်ကိုဒုက္ခရောက်ရတာလည်းကိုဖြစ်နေလိမ့်မယ်ကိုပစ္စည်းတွေပျောက်တော့လည်းကိုပဲခံရတယ်အဲ့ဒါအဲ့လာကြောင့် သတိပေးခြင်းပါတယ်ပတော်မှာမြင်ညီတက်မှာငှားမနေပါနဲ့ပထမတက်ဒုတိယတက်တို့မှာငှားနေပါနောက်တစ်ခါဒီကတော့ကိုကမြင်ညီတက်မှာငှားနေမိတယ်ဆိုရင်လေကိုကအပြင်ပဲသွားသွားအလုပ်ကိုပဲသွားသွားအိမ်ပြန်လာလို့ရှိရင်ပဲဖြစ်ဖြစ်ဘေတော့မှာမှန်တကားတွေကိုလော့ကိုမဖွင့်ထားပါနဲ့လော့ကိုအမြဲတမ်းခတ်ထားပါလို့နော်ပြောခြင်းပါတယ်လော့အမြဲတမ်းခတ်ထားပါကိုရဲ့ လုံခြုံမှုအတွက်ဘေးကင်းမှုအတွက်စိတ်ချပါတယ်လို့နော်အဲ့ဒါလေးလာပြောတာပါရှင်ဘာရမို့ဒီလိုမျိုးဘလာ အထဲခံပေါင်းပြီးပျောက်တယ်ဆိုပြီးတက်လာတော့လေကြည်မီရောလေကိုလေကိုဟို2018မှာအိုကိုင်ယာမှာဘယ်မှာအဲ့လိုမျိုးတွေကိုတွေတော့မပျောက်ခဲကိုကသောနာပြောတယ်ဒုတိယတက်တတိယတက်တယ်မှာနေတော့ကိုအောက်က BNN တွေပျောက်ခဲအာတိလာတယ်ပေါ့အဲ့ကျင်းကကိုကတိလာခဲ့တယ်ပေါ့နော်တခြားဖြစ်စီရေမခိုးဘူးအင်ဂျီတို့ပေါင်းပြီးတော့မခိုးဘူးတူဒီဘလာစီယာတို့အောက်ကအတွင်းကန်အနာဝဲယာတို့အဲ့လိုဟာလေးပဲခိုးတာပါချင်းတန်တဲ့စကားမဆက်ကျမတို့လာမေးလိမ့်မယ်ဘာကြီးလောက်ထားတာလဲဆိုတော့ဒီကတဘာဝ ြန်မာပြည်ကဝယ်ထားပါတပါဝကျိမ့်မှန်ရွယ်ပေါ့နော်ဂျပန်ကျိမ့်မှန်ရွယ်ကျိမ့်မှန်ရွယ်နဲ့အုံးစီနဲ့ဖြိုရောင်းနေဟာဝယ်လိမ့်တာပါအဲ့ဒါစပိန်ဖြူတွေတက်တာတဲ့ဆိုလို့ပေါ့နော်ကျမမျက်ခုံးမွေးလောက်ရင်လည်းမျက်ခုံးမွေးမဲတူပြီးကောင်းနေဆိုလို့မျက်ခုံးမွေးတွေကိုလည်းကျိမ့်မှန်စီထည့်ထားပါတယ်ချင်းစပိန်ကြီးကလေအရင်တော့မဖြူဘောနော်ဟိုအလုတ်အားတိုင်းတစ်ချောင်းတစ်ချောင်းလေးအဖြူလေးတွေထွက်နေအောင်တော့တော့နှုတ်တော့ဖြူတွေပွားလာလို့ဒီနားမှာလေ အဲ့ဒါကြောင့်အဲ့ဒါလေးပြောလိုက်ကြပါတယ်နောက်သပိန်ဖြူတွေပေါက်တဲ့လူတွေလည်းသွားမနှုတ်ပါနဲ့နှုတ်ရင်ကျမလိုခံစားလိမ့်မယ်ကျမဒီတကောင်းလုံးဒီနေရာလေးမှာဆိုရင်တော်တော်ဖြူနေပါတယ်ချင်းဘိုင်ဘိုင်ဒါလေးလာပြီးတတိပေးတာပါဒီနေ့လောက်ပိတ်ပါတယ်ချင်း